40 loss of power ရဲ့ဒီ low number 48ကိုကျွန်တော်အမြန်ဆုံးရှင်းသားပေးမယ်။အဲ့ဒါမပြောခင်မှာကျွန်တော် power ဆိုတာဘာလဲဆိုတာပြပြပေးမယ်။ power ဆိုတာကလူတွေကြားထဲမှာလူတွေနဲ့အတူကိုလိုချင်တာကိုရအောင်လုပ်နိုင်တာ power ဖြစ်ပါတယ်။လူတွေရကို power သုံးနိုင်လည်းပြန်ကုခံနိုင်တာ power ဖြစ်ပါတယ်။အဲ power သုံးနိုင်ရဆိုတာကဒီကို manipulate လုပ်တာ၊ကိုလှည့်စားတာ၊ကိုဖျားယောင်းတာပေါ့နော်။ အဲ့လိုဖျောင်းတဲ့ခါမှာကိုကပြန်ပြီးတော့ခုခံနိုင်တာပြန်ပြီးတော့ဖျောင်းနိုင်တာဒါရပါပါဖြစ်ပါတယ်အဲဆိုတော့ဒီ loan number 48က assume formlessness ဆိုတာဖြစ်ပါတယ် formlessness ဆိုတာ form ဆိုပုံစံဖြစ်တယ်ပုံစံမရှိဘဲနေပါလို့အကြံပြင်ပြောနေတာဘယ်လိုပုံစံလဲဆိုလို့ရှိရင်ဒီ rigid plan ပေါ့နော် rigid form ပေါ့တိတ်တီးတဲ့ form ပေါ့ဒီကွာ ပြုပြင်ပြောင်းလဲလို့မလွယ်တဲ့ပုံစံနဲ့ဆရာမနေနဲ့လို့ပြောချင်တာပါဒီထဲမှာဆိုလို့ရှိရင်ဆရာရဲ့ဆရာကဒီစပါတန်နေနဲ့ဥပမာပေးသွားတယ်စပါတန်နေဆိုလို့ရှိရင်သူကတိုက်ရိုက်ခိုက်အရန်ကောင်းတယ်သူတို့ကတိုက်မယ်တိုက်မယ်တိုက်မယ်ပဲသိတယ်ဒါပေမဲ့သူတို့ကကာချာရေမသိဘူးဒီ empire တခုဘလို့တိစားမလဲမသိဘူးအဲ့တော့တစ်ဖက်နဲ့စစ်တိုက်တဲ့အခါမှာသူတို့ကြာရှုံးခဲ့တယ်စစ်နဲ့ကြာရှုံးခဲ့တာမဟုတ်ဘူးဒီစစ်မဟုတ်တဲ့စိတ်ဝင်နိုင်တဲ့ဒီကာချာရင်ကျင်းမှုတွေနဲ့ကြာရှုံးခဲ့တယ်ပြီးလို့ရှိရင်ဒီ currency ပေါ့နော်ဒီသူတို့နိုင်ငံတွေကိုစိတ်ဝင်နေတဲ့ပတ်စံနေငွေကြေးတွေကာချာတွေနဲ့သူတို့ကစစ်ကိုကြာရှုံး ုံးခဲ့တယ်အဲ့တော့ကျွန်တော်တို့က Bruce Lee ပြောသလို Be Like Water ဖြစ်ရမယ်ဒီ Sire ဆရာပြောသလို Mercury လို့ဖြစ်ရမယ် Mercury ဆိုတာနှစ်ဖျားရဲ့နာမည်ပေးထားခြင်းဖြစ်တယ်သူရဲ့အစွန်းတည်းကကန်တွယ်လို့မရဘူးဒါပေမဲ့သူကအရာအလုံးကိုစိတ်ဝင်နိုင်တယ်ပြီးတော့ခဲနိုင်တယ်ပေါ့နော်အဲဘယ်လိုပြောကျွန်တော်တို့ကလည်းအဲ့လိုဖြစ်ရမယ်ပေါ့နော်ကျွန်တော်တို့ကအရာအလုံးနဲ့စိတ်ဝင်နိုင်စွမ်းရှိရမယ်ကိုက rigid တောင့်တင်းနေလို့မရဘူးမပြောင်းလဲနိုင်တဲ့လူဖြစ်လို့မရဘူးဆိုတော့ဒီ Sire ဆရာအဓိကပြောသွားခြင်းဖြစ်ပါတယ်ဆိုတော့မင်္ဂလာပါကျွန်တော်အောင်ဆုံးရမှာတုံညာရဲ့တက်ကိုပြောင်းနိုင်တဲ့အသက်25နှစ်ရွယ်လုံငယ်ချက်ဖြစ်ပါတယ်ရှိတယ်တင်ပါတယ်